မင်္ဂလာပါအဲမတို့ financial function တွေပေါ့နော် financial function တွေကမတို့တောင် financial ဆိုတော့ငွေကြေးနဲ့သက်ဆိုင်တဲ့အရာပေါ့နော်ငွေကြေးနဲ့သက်ဆိုင်ပြီးတော့မှမတို့တစ်ချက်မှပြုလုပ်တဲ့အရာတွေပေါ့အဲ့တော့မတို့ function နှစ်မျိုးရှိရယ်မတို့ဒီ PMT နဲ့ FV နဲ့ပေါ့အဲ့တော့ PMT ကကြတော့သူက monthly payment ကိုပြောတာလားစင်ကိုပေးချေရမယ်ချင်းတွေပမာဏကိုတွက်ချက်ပေးတာ FV ရကြတော့ future ပဲလို့သူကကြတော့အမတို့စုငွေကိုတွက်ချက်ပြတာပေါ့ပြန်ပြောမယ်နော်အဲ့တော့ financial function ငွေကြီးဆိုင်ရာတွက်ချက်ချင်းအမတို့ PMT နဲ့ FV နဲ့ပေါ့အဲ့တော့ PMT ရကြတော့သူကမန္တလေးပေးမယ်ကိုလားစင်ပေးချေရမယ်ချင်းငွေပမာဏကိုတွက်ချက်ပေးတယ်ပြီးရင်မတို့ FV ရကြတော့ future value future value ကကြတော့ပုံမှန်စုငွေကိုတွက်ချက်ပေးတယ်ရမယ်နော်ဟုတ်ပြီအဲ့တော့မတို့ကအဲဒီ ဒီ data လေးရိုက်ထားလဲပေါ့နော် PMD အတွက်ကိုကြတော့ဒီ data ကိုရိုက်ထားပါအဲအမတို့ percent ရေးတဲ့အခါမှာတတိထားမယ်နော်12% 12ပြီးရင် percent percent တင်ကြီးတာကိုပဲရိုက်ပေးရမယ်။ comma တွေဘာတွေတော့မသုံးနဲ့။မဟုတ်တော့အလဲထွက်သွားလိမ့်မယ်နော်။ပုံမှန်တိုင်12ပြီးရင် percent ရိုက်တာပဲ။အပေါ်ကဒီတင်းတရားကိုရိုက်တဲ့အခါမှာပဲ comma သုံးပေးရမယ်နော်။အဲ့တော့ PMD အတွက်ကတော့ definition အာဒီ table လေးကိုဆွဲထားလိုက်ပါ ပြီးရင် FV အတွက်ကကျတော့ဒီကောင်လေးကိုဆွဲနော်ဟုတ်ပြီအဲ့ဒါဆိုရင်အမတို့အဲအရင်ဆုံးနမူနာလေးအရင်ဥပမာလေးနဲ့အရင်ချင်းမယ်နော်အဲ့တော့ PMD ပေါ့ PMD ဆိုတာကခုနပြောလိုက်တဲ့ monthly payment ကိုပြောတယ်အဲ့တော့မတို့အပြင်နေနဲ့အရင်ပြောကြည့်ရအောင်နော် ဥပမာအပြင်မှာဆိုလို့ရှိရင်တို့ထားပါတော့တို့ဒါပန်နေဘာတွေနဲ့သူကသစ်ဆိုင်တာပေါ့နော်ဒီပန်နေဘာတွေမှာများသွားပြင်အသုံးများတယ်လုံးဆိုတာတို့ချင်းငွေပေါ့နော်အဲလုံးချင်းငွေဒါမို့လဲ principle value လို့လည်းသုံးကြတယ်အဲ့တော့ကိုက5သိန်းပေါ့ငွေအမောက်5သိန်းတို့ကန်ကနေပြီးတော့မှချင်းငွေပေါ့ထုတ်လိုက်တယ်နော်အဲ့ဒါဆိုရင်တို့ပြန်ဆက်မယ်ပြန်ဆက်မဲ့ကာလပေါ့နော်ပြန်ဆက်မဲ့ကာလကြတော့အဲတို့တန်း တတ်မှတ်ပြန်ဆက်မယ်ကာလာပေါ့နော်ကာလာကြတော့အမတို့တတ်မှတ်ဒါဆိုရင်သိကြတယ်အရင်ဆုံးအတိုးမပါသေးဘဲနဲ့ငါးသိန်းကို10လသုံးမယ်ဆိုရင်အမတို့တလကိုဘယ်လောက်ဆက်ရမှာလဲတလကိုဘယ်လောက်ဆက်ရမယ်လို့ထင်တယ်တွက်ကြည့်လိုက်ပေါ့မန်ယူရယ်နဲ့တွက်ကြည့်လိုက်အမတို့၅သိန်းကိုဒီ10လနဲ့စားလိုက်ဒါဆိုရင်တလကို9000အဲအဲ့တော့ဒါကြီးကကြတော့အရင်မဲ့ရှိသေးတယ် เนาะအရင်မဲ့ရှိသေးတယ်အဲ့တော့ဘသူမှလက်ကားမချေးဘူးဘာလို့မှလဲအတိုးယူမှာလေဟုတ်တယ်เนาะအဲ့တော့အတိုးနှုံးအတိုးနှုံးကိုကြတော့သူကအဲအတိုးနှုံးကိုသူကအန်ယူရယ်နဲ့အဲထားပါတော့အမအပြင်နေပဲရင်ပြောလိုက်မယ်เนาะဒီတိုင်းပြောနေလို့ရှိရင်ရှုံမှာဆိုလို့အဲ့တော့အတိုးနှုံးကိုသူဒီအာအမတို့၅ချက်တူပဲထားပါတော့5% 5%ယူတယ် ဲ့တော့ကိုဒီတလားတလားမှာ9သိန်းရေ900ခိုင်နှုန်းအတိုးပေးရမှာအဲ့တော့9သိန်းရေ900ခိုင်နှုန်းတည်ခြင်းငါတို့ဘာလို့ပေးရမှာလဲအဲ percentage အကြောင်းတွေကအရှိမအများကြီးပဲเนาะဥပမာရင်းနဲ့လည်းပြောခဲ့တယ်တွက်ဆိုင်ရင်းနဲ့လည်းပြောခဲ့တယ်ဆိုတော့ဒီအခြေအနေရောက်ပြီဆိုတော့တည်တင်ပြီပေါ့เนาะဘာလို့ရမှာလဲမြောက်ပေးရမှာအဲ့တော့ညားချင်း9သိန်းအမြောက်ဒီ5%ဒါဆိုရင်ပြေးကြရဲအတိုးဒီဘယ်လောက်တယ်လဲ နှစ်ပေါင်းခွဲပေါ့အဲ့တော့တလတလကိုငါတို့ဘန်ကိုဘလောက်ဘလောက်ပြီးနေရမှာလဲ9တဲ့9တောင်းနဲ့နှစ်ပေါင်းခွဲရေအဲဒါဆိုလို့ရှိရင်ဒီပမာဏကြီးဒီတလတလမတို့ဒီဟိုသက်ဆိုင်ရာနေရာဘောနော်သက်ဆိုင်ရာဌာနကိုငါတို့ပေးရမယ်ငွေပမာဏပဲအဲ့တော့ဒါလေးကတော့လွယ်လွယ်ကူကူရိုးရိုးရှင်းရှင်းပဲဒါလေးကအပြင်ပမှလည်းပဲဟိုနော်ဟိုတော်တော်များများမတို့ဒီနီးနေပဲမတို့တွက်လိုက်တာပေါ့အလွယ်တကူတွက်လိုက်တယ်တုံးလိုက်တယ်ဥမာကိုယ်၁၀သိန်းချီးတယ် အာဆယ်လဆက်မဲဒါဆိုရင်ငါတလောက်ဘယ်လောက်ပေးရမလဲအတိုးကတော့ဘယ်လောက်ကျတယ်ဆိုတာကိုအမတို့ဒါကိုကယ်ကူလေတာနဲ့တွက်လိုက်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတွေအလွယ်တကူကတော့တွက်ကြရတယ်ပေါ့နော်အဲ့တော့တစ်ခုရှိတာကကြတော့ तू ကတလားတစ်ခါပေးမယ်ဆိုတာကိုလေတည်တယ်အတိုးကလည်းတလားတစ်ခါနဲ့တတ်မှတ်ထားတာမျိုးဆိုရင်တော့အမတို့ကိစ္စမရှိဘူးအကယ်၍များအဲ့လိုမျိုးမဟုတ်နေပဲနဲ့အမတို့ဒီနေရာမှာအာ तू ဒီဥပမာပေါ့နော်ဟိုမတို့20% ဒါပေမဲ့အဲ့ဒီ20%တိသူကဘာလဲဆိုရင်မတို့ကိုအန်ယူရယ်အန်ယူရယ် rank ပေးထားတယ်အန်ယူရယ် rank ပေးထားတယ်အန်ယူရယ်ဆိုတာကအန်ယူရယ်ဆိုတာကမတို့နှစ်ကိုပြောတာတနှစ်လုံးမှာမှဘလောက်လေးပေါ့နော်အဲ့လိုမျိုးပြောတာသူကအန်ယူရယ်ဆိုတာကတနှစ်စာအတိုးကိုပေးထားတယ်လို့ပြောတာဒါပေမဲ့ကိုဆက်မှာဘယ်လိုဆက်မှာလဲလနေဆက်မှာလေဟုတ်တယ်နော်ကိုကဘယ်လိုဆက်မှာလဲတလတစ်ခါဆက်မှာ ဒါပေမဲ့ तू ကတစ်နှစ်လုံးမှာ20%လို့ပြောထားတာဆိုတော့တည်ကြတယ်။မတို့ကတစ်နှစ်အတိုးကိုပဲတည်တာ။တစ်လတစ်လကိုဒီတစ်လတက်ကတစ်လဆက်တဲ့အခါမှာအတိုးဘယ်လောက်ကျလဲဆိုတော့အမတို့တည်တာ။အဲမတည်ဘူး။မတည်တော့ဘာလုပ်ရလဲ။အဲ20ကိုတစ်နှစ်မှာ12လရှိတော့အစား12နဲ့စားလိုက်ရပြန်ရော။ဩ12နဲ့စားလိုက်ရတော့ तू ကဒီလောက်ထွက်လာတယ်။ရမယ်เนาะဒါတော့ရုတ်တရက်တော့မရှိဘူးเนาะဒါနမူနာအရင်ပြပြတာเนาะမျိုးလုံးထဲမှာမြင်ရအောင်เนาะအဲ့တော့ အော်ဟုတ်ပြီတစ်နှစ်လုံးမှာ20%ဆိုတော့ကိုစက်မှာကတလားတစ်ခါစက်မှာဟောတလားတစ်ခါစက်တဲ့အခါမှာအတိုးကလည်းထည့်ပေးရမှာဆိုတော့တလားရဲ့အတိုးကိုတိလားလို့ပြောတော့မတိဘူးဘာလို့လဲတစ်နှစ်လုံးစာအတိုးကိုပဲတိလို့အဲ့ဒါကြောင့်မို့လို့မတော်ကအပြင်မှာတီးတဲ့တစ်နှစ်လုံးစာအတိုးကိုတီးပြီးတော့မှ12လနဲ့စားရသေးတယ်အဲ့ဒါမှကိုကတလားတလားကိုဘယ်လောက်ပေးရမှာလဲဆိုတော့တိမှာအဲ့တော့ဟုတ်ပြီကိုကတလားစာအတိုးကိုတိသွားပြီဆိုတော့ငါးသိန်းအမြဘယ်လောက်နော်ဒီကောင်လေးပေါ့ ဩော်ဒါဆိုရင်တလမမဒီလောက်အမောင်ပဲပေးရမှာပေါ့အတိုးကအဲအဲ့တော့သိကြရတယ်အမတို့9000เนี่ยဒီအတိုးလေးเนี่ยပေါင်းလိုက်တော့အဲဒီလောက်အမောင်ပေးရမယ်ဆိုတော့ကိုအမတို့တိသွားတယ်အဲ့တော့ဘာတွေရှုပ်သွားလဲဆိုတော့เนาะဒီနေရာဒီမှာကအမတို့ဟိုရိုးရှင်းနေလွယ်ကူတယ်ဒါပေမဲ့သူဒီတနှစ်ပေးထားတယ်ကိုဒီတလစာကိုတိကျင်တယ်တနှစ်ပေးထားပြီးတော့မှเนาะဒီလစဉ်အတိုးနှုံဖြစ်ဖို့အတွက် မတို့ဒီ12လနဲ့စားပြီးရတယ်။ကြရတယ်เนาะတနစ်ပေးထားပြီးတော့မှနားစင်အတိုးနှောင်းကိုတီးကျင်တာပေါ့။နားစင်ကိုတီးကျင်ရေပေါ့เนาะနားစင်ကိုတီးကျင်ရင် ဘာနဲ့စားရမှာလဲစနစ်နဲ့စားအကယ်၍เนาะတနည်းပေးထားပြီးတော့မှနေ့စဉ်အမတို့နေတိုးတွေရှိရပေါ့เนาะအပြင်နေမှာပေါ့เนาะနေ့ဟိုဗန်တွေကတော့အဲ့လိုမျိုးတော့အမတို့တတို့သတ်မှတ်ထားတဲ့အတိုင်းတော့ရှိရပေါ့เนาะနေ့စဉ်အတိုးကိုတည်ခြင်းနဲ့တနည်းလုံးကြီးပေးထားပြီးတော့နေ့စဉ်အတိုးကိုတည်ခြင်း365နဲ့စားလို့ရတယ်ရတယ်เนาะ အကယ်၍တလပေးထားပြီးတော့မှတလစာသူတည်ပေးထားပြီးတော့မှအဲ့လိုနေ့စဉ်ကိုတည်ခြင်းရင်တော့ရက်30နဲ့စားလိုက်ရင်ရပါတယ်ရမလားရမယ်เนาะအဲ့တော့မတို့ဒီကောင်လေးကိုတည်ထားရဲဆိုရင်တော့တွေ့ရတာတွေ့ရပေါ့ တော့ဒါတွေကတော့ဘာမှမခက်ခဲဘူး။မတို့ဒါအပြင်မှာလည်းပဲဟိုစာလူမျိုးကြီးတာမတို့မတင်ရသေးတာ။တကယ်တမ်းကအပြင်မှာကတော်တော်များများဒီလိုတုံးကြရတယ်ပေါ့။ရမယ်နော်။ဟုတ်ပြီ။အဲ့တော့အခုမတို့ကဘာလို့မလဲဆိုတော့ function တွေပဲတုံးလိုက်တော့မယ်။အပြင်မှာကကိုတီအာစနစ်လေးလေးသွားစားနေရအောင်မယ်နော်အာဟိုတွက်နေရအောင်ပါတွက်နေရအောင်ပါဆိုတော့ function မှာအတင်လေးသွားသုံးလိုက်လို့ရှိရင်အမတို့ပြီးနေပြီနော်အဲ့တော့ function နဲ့ပဲအမတို့သုံးလိုက်မယ်အဲ့တော့မတို့အခုဒီမှာ PMT မှာဆိုလို့ရှိရင်အမတို့၃ခုပေါ့နော်ဆမ်မိုအတွက်အမတို့၃ခုလေးလုတ်ထားတယ်အဲ့တော့ဆမ်မို၃ခုလုတ်ထားတယ်ဆိုတော့သူဘာတွေပေးထားလဲကြည်ထားကြည်လိုက်ရအောင်နော်အဲ့တော့ principle value သူ့ကိုအတူကောက် PV လို့ခေါ်တယ် principle value ဆိုတာပင်မပင်မသူချင်းငွေပေါ့နော်အဲ့လိုပြောတာပေါ့အဲဒါတွေကတော့အမတို့ဘန်လူမျိုးလုပ်ငန်းခွင်တွေငွေကြေးဆိုင်ရာလုပ်ငန်းခွင်တွေနဲ့ညောတော့ဖြင့်အသုံးများတယ်ပေါ့နော်သုံးကြတယ်ပေါ့အဲ့တော့ principle value ဒီသူဒီဒေါ်လာအဲ1900 ဟိုကိုယူလိုက်တယ်ပေါ့ဒါမှမဟုတ်ကကိုဘက်ကနေတွတ်တဲ့သဘောမျိုးเนาะယူတဲ့သူဘက်ကနေတွတ်ပြရတယ်အဲမတို့လုပ်ငန်းဘက်ကနေမဟုတ်ဘူးကိုဒီဘဏ်ကနေပြီးတော့เนาะချင်းွေကမ်ပဏီကနေတခုခုစီကနေပြီးတော့မှချင်းွေသွားယူလိုက်တယ်လို့သဘောထားလိုက်ကိုဒီချင်းွေယူထားတဲ့သူပြန်ဆက်မှာဘာလုပ်လဲအဲ့ဒါဆိုရင်ကိုပဲပေါ့ဟုတ်တယ်เนาะအဲ့ဆိုရင်ကိုဘက်ကနေပြီးတော့ပဲစဉ်းစားပြီးမယ်အဲ့တော့မတို့သွားယူလိုက်တာကဒေါ်လာ1.5000သွားယူလိုက်တယ်အန်ယူရယ်ပေးထားတယ်เนาะဒီမှာကြည့်လိုက် annual percentage annual လို့ပြောတဲ့အတွက်ဘလားပါလဲလလားနှစ်လား annual လို့ပြောတဲ့အတွက်အမတို့လလားနှစ်လားအမ်တစ်နှစ်ပေါ့နော်တစ်နှစ်လုံးမှာမှ9%လို့ပြောထားတယ်ပြန်ပြောမယ်နော်သူ့ရဲ့ပင်မချင်းငွေတီဘလောက်လဲ1.5တာမတို့တစ်နှစ်တစ်နှစ်လုံးမှာ အတိုးနှုန်းတီ9% နံပါတ်တော့ပေးမဲ့အတူကောက်ကို NPER NP လို့ပြောတယ်။နံပါတ်တော့ပေးမဲ့ဆိုတာက သူတွင်းသူတွင်းမဲ့အချိန်အရည်အတွက်ကိုပြောတာ48ကျင်းเนาะ48လเนาะ48နှစ်မဟုတ်ဘူးเนาะ48လ48လဟုတ်တယ်เนาะနှစ်နှစ်ပြောရင်တော့သူက၄နှစ်ဆက်မယ်လို့ပြောတာပေါ့ရမယ်เนาะ48ကျင်းဆိုတော့သူတစ်လတစ်ခါသွင်းမယ်လို့ပြောတာရမယ်เนาะတစ်လတစ်ခါသွင်းမယ်လို့ပြောတယ် fashion ကို PMT လို့ပြောထားတယ် သူ့ရဲ့အရှိတီ monthly payment သူ့ရဲ့အရှိရပါလေ monthly payment အဲ့တော့သူကသူလိုချင်တာဒီတလတစ်ခါတလတစ်ကြိမ်ရဲ့အနေထားနေပဲသူကလိုချင်တာပေးထားတာဒီအတိုးနှုန်းကဘယ်လိုပေးထားတာလဲနှစ်နဲ့ပေးထားတာအဲ့တော့မတော်ကအရင်ဆိုရင်တော့လွယ်လေးပဲသူ့ရဲ့တက်ခွန်9000တီဗီ48နေစားလိုက်လို့ရှိရင်တော့တလတစ်ခါသွင်းရမယ်အရင်ကတော့တည်တယ်ဒါပေမဲ့အမတို့9%က တစ်နှစ်လုံးပြောထားတာဖြစ်တဲ့အတွက်အမတို့တလစာကိုသိရင်လားတလစာကိုမသိဘူးအဲ့တော့ဒါမတို့ဒီကိစ္စတွေကတော့ရှာပေးရမှာအဲအဲ့တော့မတို့ဘာလုပ်မလဲ PMT ဆိုတဲ့ function ကိုပဲတစ်ခါလေးသုံးလိုက်တော့မှာပြန်ပြောမယ်နော်အမတို့ရဲ့ function ဒီ PMT PMT ကပါလေ monthly payment အဲ့တော့တလတစ်ကြိမ်ကိုသူတလတစ်ခါသွင်းတဲ့နှုန်းထားကိုပဲသူကလိုချင်တယ်အဲ့ဒီအတွက်ကြောင့် အမတို့ပေးထားတဲ့ data တွေထဲမှာเนาะတစ်နှစ်စာရင်းများပါနေခဲ့တယ်ဆိုရင်အဲ့ကောင်တွေကိုတစ်လစာရှာပေးရမယ်ရမယ်เนาะဟုတ်ပြီဒါဆိုရင်မတို့စာအုပ်လေးထဲမှာလည်းရေးထားတယ်အဲ့တော့စာအုပ်ထဲမှာရေးထားတယ်เนาะရေးထားတော့အဲမတို့ function ဒီ PMD ဒီမှာเนาะ PMD ဆိုတဲ့ function လေးကိုသွားယူလိုက်မယ်အဲ့တော့ဖြည့်ပြလို့ရတဲ့ဆက်ကွက်ကိုယူ insert function လေးကိုသွားသွားပြီးသွားရင် အမတို့ရဲ့ select function ထဲမှာ light ရှာ pmd တွေ့လာပေါ့မတွေ့ရင်ပုံမှန်အတိုင်းပဲ select for function ထဲမှာ pmd လို့ရိုက်မယ်ကိုးလေးကိုနှိပ်မယ်ရွေးမယ် okay လေးကိုနှိပ်မယ်နှိပ်ပြီးသွားရင်မတို့ဒီလိုလေးပေါ်လာလိမ့်မယ်နော်လွယ်လွယ်လေးရယ်နော်ဒီကောင်လေးရ ring ring ဆိုတာဘာလဲ and bar and bar ဆိုတာပါလေ pv pv ဆိုတာပါလေအဲ့ဒါတွေကိုသိတယ်ဆိုရင်လွယ်လွယ်လေးဒီတိုင်းလေးကောက်ပြီးတော့မှရွေးလိုက်အောင်မယ်အဲ့တော့ ring ရပါကြီးလေ အတိုးနှုံးကိုပြောတာအဲ့တော့ဆောက်ထင်းမှာလည်းရေးပေးထားတယ် rain ဆိုတာဘာလဲအတိုးနှုံးကိုဈေးပေးရမယ်တေးကြတာကတော့အမားတို့ပေးထားတာကသူကဘယ်လိုပေးထားတာလဲ annual နဲ့ပေးထားတာဖြစ်တဲ့အတွက်အမားတို့ဒီဒီမှာလည်းရေးပေးထားတယ်လစဉ်အတိုးဖြစ်ဖို့အတွက်ပေးထားတဲ့နှစ်စဉ်အတိုးကိုဘယ်လောက်နဲ့စားလို့ပြောထားလဲစက်နှစ်နဲ့စားပေးရမယ်ပြန်ပြောမယ်နော် rain ဆိုတာအတိုးနှုံးကိုတွားရေးပေးရမယ်အဲ့တော့ ပေးထားတဲ့အတိုးနှုန်းအားကြတော့နှစ်စဉ်အတိုးလိုချင်တာသည်လစဉ်အတိုးနှုန်းအဲ့အတွက်ကြောင့်ဗာနဲ့စားရမှာလဲစနစ်နဲ့စားပေးရမယ်အဲ့တော့ rate မှာကာစာလေးချထားမယ်ပြီးရင်အမတို့ဒီမှာ9%ပါဆန်ဟာတပြောထားတဲ့ rate အဲ့ဒါကိုဗာနဲ့စားလို့ပြောလိုက်တာလေတလားစာလိုချင်တာမို့လို့အစားစနစ်နဲ့စားမယ်ရမယ်နော်ပြီးရင် n par ရေးကိုသွားကာစာလေးချ n par ဆိုတာခုနပြောထားတဲ့ ီမှာလည်းရေးပြီးထားတယ် number of payment ဒီမှာအရှိရေးပြီးထားတယ်เนาะ number of payment ဆိုတာကိုပြန်ဆက်ရမယ်ကာလအရေးအတွက်ကိုပြောတာလအရေးအတွက်ပေါ့เนาะလွယ်လွယ်ပြောရမယ်ဆိုရင်တော့အဲ့တော့လအရေးအတွက်ကဘယ်နှလလဲ48လပေါ့ရွေးလိုက်အောင်မယ်သာဘာလေးရှာစီရမလို့လဲဘာမှရှာစီရမလို့သူဒီတလနဲ့ပေးထားတာမို့လို့တလကိုအမတို့အဲ့အဲ့ဒီလပေးထားတဲ့ဟာကိုရွေးလိုက်အောင်မယ်ဟုတ်တယ်နော်ပြီးရင် အမတို့ PV အဲ့တော့ PV ကစားလေးချမယ် PV ရပါလေ principal value အဲ့တော့ principal value ဆိုတာက PV အတူကောက်ကိုပြောရင်အဲ့တော့သူဒီဘလောက်ချေးခဲ့တာလဲရွေးလိုက်အောင်မယ်ဒါပဲเนาะပြီးအမတို့ okay လေးကိုနှိပ်ပေါ့ဒါဆိုရင်အမတို့တလားတစ်ချိန်ကိုပေးသွင်းရမယ်ပမာဏထွက်လာလိမ့်မယ်ရမယ်เนาะအဲ့တော့ तू ကလေဘာလို့အဖြေထွက်လိုက်ပြီဆိုတာ ਨੇ အော်တို မတို့ negative sign သူပြနေတယ်เนาะအဲ့ဒီအနီရောင်နဲ့ဂွင်းစာဂွင်းပိတ် sign ကိုသူပြတယ်ဒါမတို့သတ်မှတ်ထားတာမဟုတ်ဘူးဒီ exe က function ဒီသူ့ရဲ့ auto သူသတ်မှတ်လိုက်တာဘာလို့လဲဆိုတော့အမတို့ PMT ဆိုတဲ့ဟို function ကိုကချင်းငွေဆက်မဲ့ကာလလို့ပြောထားတယ်လေချင်းငွေဆက်မဲ့เนาะအမတို့ကိုလာစဉ်ပြချမယ်ငွေပမာဏကိုတွက်တာလို့ပြောတဲ့အတွက်လာစဉ်လာစဉ်ဒီကိုလုပ်ငန်းထဲရနေပြီးတော့မှာ အကျွေးဆက်လိုက်ရတာပေးလိုက်ရတာပေးလိုက်ရတယ်ပေးလိုက်ရတယ်အဲ့အတွက်ကြောင့်မို့လို့အမတို့ဒါဟိုယူတဲ့သူဘက်ကပေါ့နော်ဒီချင်းငွေယူတဲ့သူဘက်က customer ဘက်ကနေတွက်တာဖြစ်တဲ့အတွက်အမတို့ minus sign လေးနဲ့သူကပြပေးနေလိမ့်မယ်အကယ်၍ကိုဒီငွေချေးတဲ့ငွေချေးပေးတဲ့သူပေါ့ကိုကဟိုဒီလုပ်ငန်းဘက်ကပေါ့နော်ကိုကလုပ်ငန်းဘက်က customer ကိုငွေချေးပေးလိုက်တယ်ဆိုလို့ရှိရင်တော့အမတို့ကအဲ plus sign နဲ့သူကထွက်လို့ရတယ်ပေါ့ ရမယ်เนาะအဲ့တော့အခုကကျတော့အမတို့ကကိုကိုဘက်ကနေတွက်တာမို့လို့ယူတဲ့သူဘက်ကနေတွက်တာမို့လို့လာစဉ်လာစဉ်ကိုရဲ့လုပ်ငန်းကเนาะဟိုဒီငွေကြေးကုမ္ပဏီကိုသွားပြီးတော့မှဒီဘဏ်ကိုသွားပြီးတော့မှချင်းငွေပမာဏကိုသွားဆက်နေရတာဆက်နေရတာဖြစ်တဲ့အတွက်အမတို့ရော့ရော့သွားတယ်အဲ့ဒီအတွက်ကြောင့်မို့လို့အမတို့ negative sign လေးနဲ့သူပြပေးနေနေမယ်ရမယ်เนาะဟုတ်ပြီအဲ့ဆိုရင်အဲ့လိုပဲနောက်ထပ်တစ်ခုလေးကိုလည်းနမူနာထပ်ပြမယ်အဲ့တော့မတို့ insert function လေးကိုသွားမယ် PMT လေးကို ယ်အဲ့တော့ rate ဘလောက်လဲဒီမှာလဲ9%ပဲဒါပေမဲ့သူဒီ annual လို့ပြောထားတာဖြစ်တဲ့အတွက်အစားစနစ်နဲ့စားလိုက်မယ် and par number of payment အဲ့တော့ number of payment ဒီဘလောက်လဲအာလာအောင်60ဒါဆိုရင်တော့9နှစ်ပေါ့နော်ဒါပေမဲ့ तू က5 year လို့ပြောထားတာမဟုတ်ဘူးလောက်တခါလေးထည့်ထားတာဖြစ်တဲ့အတွက်ဒီကောင်ကိုသွားရွေးလိုက်အောင်မယ်ရမယ်နော်အဲအကယ်၍များ तू ကဒီနေရာမှာ9နှစ်ပေးထားတယ် ဖိုက်ရီးရလို့ပြောထားတယ်ကိုဒီလအနေနဲ့တည်ခြင်းဘာလို့ပြီးရမှာလဲစနစ်နဲ့အဲ့ဒီ9နဲ့စနစ်နဲ့ကိုဘာလို့ပြီးရမှာလဲမြောက်ပြီးရမှာပေါ့ဟုတ်တယ်နော်အဲ့ဒါဆိုရင်မတို့လပေါင်းလေးထွက်လာလိမ့်မယ်အဲ့တော့ principal value ကဘယ်လောက်လဲ1900တောင်လေအဲဒါဆိုရင်အမတို့ဒီအရေးအတွက်ဒီပမာဏလေးထွက်လာလိမ့်မယ်ဒါဆိုရင်နောက်တစ်ခုလေးတော့ကြည့်ရအောင်နောက်တစ်ခုလေးအဲ့လိုပဲအမတို့ဒါလေးကိုတက်လိုက်တယ်အဲ့တော့ rate အတိုးနှုန်းကသူဒီ12အစား12ပဲ အန်ပါနမရောပေးမန်းက48ကျင်းပီဝီကကြတော့သိန်း120အဲဒါဆိုရင်တလားတလားကိုဘယ်လောက်အမောင့်သိရမှာလဲ3သိန်း16000 6000ပေါ့เนาะဒါပါတော့6000သိရမှာပေါ့အဲဟုတ်ပြီဒါဆိုရင်တို့ PMD လေးရမလားရမယ်เนาะအဝေးရရဆိုရင်တို့ပြန်ဆန်းပေါ့เนาะဒီကောင်လေးတွက်ကြည့်ပေါ့เนาะဒီမှာတို့အဖြေလေးပြနေလိမ့်မယ်အဲ့တော့သူ့ရဲ့ principal value ဒီသိန်း100 ူရဲ့ percent range ကတစ်နှစ်စာကိုပေးထားတယ်12%ပေးထားတယ်။သူဆက်မှသည်လာပေါင်း60ဆက်မယ်။ရမယ်နော်။အဲ့တော့မှ3မျိုးဥပမာပြခဲ့တာဖြစ်တဲ့အတွက်ရအောင်မယ်နော်။အဲ့တော့ဒါလေးကိုတွက်ကြည့်ပါ။အဲပြီးသွားရင်မတို့ FV အဲ့တော့ FV function FV function ကကြတော့သူကမတို့ဒီစုငွေပေါ့နော်။မတို့ဒီမှာလေးရေးပြထားတယ်ပုံမှန်စုငွေကိုတွက်တာ။တွက်တာဆိုတော့ဥပမာကိုဒီတစ်လောက်တစ်သောင်းတစ်လောက်တစ်သောင်း စုတယ်တနစ်ပြင်ထုတ်မယ်တနစ်ဆိုတာဘယ်နှလားလဲ12လသေးကြတယ်အမတို့တနစ်ကိုဟိုတလောက်တသောင်းတနစ်ကို12လအမတို့စုလိုက်တယ်ဆိုရင်ဘယ်လောက်ရမလဲအမတို့တနစ်လဲပြည့်သွားရောသေးကြတော့တသိန်းနှစ်သောင်းကတော့သေးကြတယ်ရပြီအဲတသိန်းနှစ်သောင်းကတော့ရပြီဒါပေမဲ့အမတို့ဒီငွေစုနေတယ်စုနေတယ်ဆိုတော့ကိုစုတဲ့နေရာကအမတို့ကိုအတိုးပေးနေပေါ့အဲဒါဆိုရင်ကိုကတနစ်လုံးစုပြီးသွားရောဒါဆိုရင် အာကိုကဘယ်လောက်ရမှာလဲပေါ့နော်အတိုးကဘယ်လောက်ရမှာလဲကိုစုတဲ့ငွေနဲ့ဆိုရင်ဘယ်လောက်ရမှာလဲ तू ကအဲ့လိုမျိုးတွက်ရမယ်နော်အဲ့တော့ तू လည်းအမတို့ရဲ့ PMT function လေးနဲ့ပုံစံသဘောတရားလေးရအတူတူပဲဒါဆိုရင်အမတို့အခုဒီမှာအဲဒါလေးနဲ့နမူနာပြမယ်နော်အဲ့တော့ तू ကအခုပေးထားတာဒီ8%ပေးထားတယ်8%ပေးထားတာကဘာကြီးလဲ annual rate annual rate ကိုပြောထားမှာတော့အတိုးနှုန်းပေါ့တစ်နှစ်လုံးမှာသူက8%ပေးတာလို့ပြောတယ်အဲ့တော့ number of payment အဲ့တော့ number of payment ဒီ12လားတဲ့เนาะ12 12ပေါ့เนาะပြီးရင်အမတို့ဒီ monthly payment ဆိုတာကတစ်လတစ်ချိန်သွင်းတာတစ်လတစ်ချိန်အမတို့စုတဲ့ပမာဏဘာလို့ကွင်းစာကွင်းပိနဲ့သုံးထားတာလဲဆိုတော့အမတို့ဒီအောက်မှာလည်းမှတ်ချက်လေးရေးပေးထားတယ် FE function ကိုသုံးတဲ့အခါမှာငွေပေးချေတဲ့ပမာဏကိုအနှုတ်ဒီ တန်ဖိုးနဲ့ထည့်သွင်းပြရတယ်။ဒါလေးနဲ့ထည့်သွင်းရတယ်။ဒါကကျတော့အမတို့စုတဲ့သူဘက်ကနေတွတ်တာ။အမကတခြားနေရာမှာအဲဘန်မှာသက်ဆက်သွားစုတယ်။စုတာဖြစ်တဲ့အတွက်ကိုစုတဲ့သူဘက်ကနေပြီးတော့မှတလတသိန်းတသိန်းဆိုတော့သူတို့ရဲ့ဝင်သွားတယ်သူတို့ရဲ့ရောက်သွားအချိန်တိုင်းတော့ကိုကပြင်ရမှာပဲ။ဒါပေမဲ့အမတို့ဒီအဲ့လိုမျိုး minus sign နဲ့သူကတွတ်ပြရတယ်ပေါ့။လုပ်ငန်းဘက်ကဆိုလို့ရှိရင်လည်းအဲ့လိုပေါ့နော်လုပ်ငန်းဘက်ကကြတော့လုပ်ငန်းဘက်ကတွေးမယ်ဆိုရင်လည်းသူက minus sign နဲ့တွက်ပြရတယ်။ဘာလို့ဆိုတော့ ဒီပတ်စံကကြတော့ဝင်လာတယ်ဆိုပေမဲ့အချိန်တန်လို့ရှိရင်ငွေစုတဲ့သူအမတို့ပြန်ပေးရမှာလေပြန်ပေးရမှာအဲ့တော့လုပ်ငန်းထဲကိုသူဒီအပီးတိုင်ဝင်လာတာမဟုတ်ဘူးအချိန်တန်လို့ရှိရင်ဒီငွေကြေးကိုစုတဲ့သူကိုအမတို့သူ့ရဲ့ငွေပတ်စံအမတို့ပြန်ပေးရမှာပေးရမယ့်တောင်းဝင်ရရှိနေရပဲအဲ့တော့ကြောင့်မို့လို့အမတို့ဒီ negative sign လေးနဲ့ကတော့ပြပေးရတယ်ပေါ့ရမယ်နော်ဟုတ်ပြီအဲဒါဆိုရင်အမတို့အခုသွားလိုက်မယ် အဲ့တော့သူကကြတော့ FV ပေါ့နော် Okay ပေါ့အဲ့တော့အမတို့ ring ring ကကြတော့ဗာလေအမတို့ ring ဒီအတိုးနှုံးကိုပြောတယ်အဲ့တော့အတိုးနှုံးကဒီလောက်ရမယ်နော်အဲ့တော့ဒီမှာလဲရေးပြထားတယ်အဲ့တော့အတိုးနှုံးကိုအမတို့သူလဲပဲတွဲနေတော့စားပြရမယ် and bar ဆိုတာက number of payment အဲ့တော့ number of payment ဒီပါတယ်စနစ်ချင်း PMD ဆိုတာကမန္တလေးပြိမဲ့တလောက်တသိန်းโอเคပေါ့ဒါဆိုရင်အမောက်တလောက်တသိန်းတလောက်တသိန်း12လလဲပြည့်သွားရောဒီမှာ12သိန်းရတော့တင်ကြတယ်အဲ့တော့နောက်ကအဆုံးထွက်လေးတွေကအမတို့ပြီးတဲ့အတိုးနှုန်းပဲဒါဆိုရင်ရမယ်เนาะဟုတ်ပြီအဲ့တော့ဒီမှာတော့သူကဒီ positive sign နဲ့ရတော့ထွက်သွားမှာပဲရမယ်เนาะအဲ့တော့မတို့ဒါ FV function လေးပေါ့အဲ့တော့ဒီမှာလည်းနမူနာထပ်ပြမယ်เนาะ အဲ့တော့ဒီမှာကကြတော့သူဒီ120 8ပါဒါအတူတူပဲเนาะအတူတူပဲเนาะအမတို့ဒါတော့သူကလရီအများကြီးပဲအမတို့ဖြစ်နေမှာပေါ့ဒါဆိုရင် amount တွေဘယ်လောက်ထွက်လာလဲကြည့်ရအောင်เนาะအဲ့တော့ rate အစာ12အဲ့တော့ n bar ကဘယ်လောက်လဲဒါလောက် pmt ကဘယ်လောက်လဲเนาะရွေးလိုက်အောင်မယ်အော်ဒါဆိုရင်သူဒီတလောက်ရရပေါ့ရမယ်နော် ုတ်ပြီအဲဆိုရင်အမတို့ဒါအာ financial နဲ့ပတ်သက်တဲ့ function နှစ်မျိုးပါပြန်ဆန်းကြည့်ပါမရလို့ရှိရင်နေမယ်နော်အဲ့တော့မတို့တွက်စာတွေကကြတော့အများကြီးမကြံတော့ဘူးเนาะတခြားကကြတော့အမတို့တည်ရမယ်နှုတ်လေးပဲလာတော့မှာเนาะတွက်တွက်ပုတ်စာတွေအများကြီးမကြံတော့ဘူးเนาะအဲ့တော့အာပြန်ပြီးတော့စမ်းကြည့်ပါမရလို့ရှင်မိမယ်เนาะ